မင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာဦးတောင်းကြည်လို့ခေါ်ပါတယ်ကျွန်တော်ကလက်ရှိစိတ်ပညာဌာနရန်ကုန်တက္ကသိုလ်မှာတာဝန်ထမ်းဆောင်နေတဲ့ပါမောက္ခတယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောကျင်တဲ့ခေါင်းစဉ်ကတော့ child abuse လို့ခေါ်ပါတယ်ကလေးကိုနှိမ်ပန်းနှိပ်စက်တာမျိုးကို ပြောကျင်တာပါဒီကောင်းစင်နဲ့ပြောရင်အပိုင်း၄ပိုင်းနဲ့ကျွန်တော်ပြောပါမယ်နံပါတ်၁အပိုင်းကပါလဲဆိုရင်ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုဘာတွေပါမလဲကလေးတွေကိုရိုက်မယ်ပုတ်မယ်ခေါင်းခေါက်မယ်เนาะတင်ပါးတွေရိုက်မယ် ချိန်လုံးနဲ့ရိုက်မယ်လက်သီးနဲ့ထိုးမယ်ခြေထောက်နဲ့ကန်မယ်နောက်နောက်ပြီးရင်ဆက်လိတ်မီးတွေနဲ့ထိုးမယ်ဖျောင်းနိုင်မီးတွေနဲ့ရှို့မယ်ဒီလိုပုံစံမျိုးတွေလုပ်တယ်ပြီးရင်ကလေးတွေကို အစာမကြွေးဘူးရေမတိုက်ဘူးရေမချိုးခိုင်းဘူးစသည်အားဖြင့်ခါရတဲ့လုံးတို့ညှင်းပန်းနှိပ်ဆက်တဲ့ပုံစံမျိုး ကလေးတွေကိုလှုပ်တတ်တဲ့အပိုင်းကနံပါတ်1နံပါတ်2အနေနဲ့ပြောရင်စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်ဆက်မှုအဲ့ဒါပါလဲဆိုတော့ ပါဇက်နဲ့ဆဲတယ်စိုးတယ်ညင်ညင်ပပဆဲတယ်နောက်ပြီးရင်ခဏခဏကလေးတွေနဲ့ဟိုဟာမဟုတ်ဘူးဒီဟာမဟုတ်ဘူးညင်းခုန်တာမျိုးတွေပြောတယ်နောက်ပြီးရင်ကလေးတွေကို မတန်မရာတောင်းဆိုတယ်ဆိုလိုတာကကလေးကအခုမှနှစ်တန်းသုံးတန်းရှိသေးတယ်နင်ဆရာဝန်ဖြစ်ရမယ်ဘာလုပ်ရမလဲစာပဏ္ဏနာကြီးကျက်ရမယ်ကလေးတွေကိုမဖြစ်နိုင်တာတွေရှောက်ပြီးတော့တောင်းတယ်ကလေးရဲ့တဘာဝဆိုတာစာလုတ်တဲ့အချိန်ကနည်းနည်းဆော့တဲ့အချိန်ကများများအချိန်ပြည့်စာ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 မနက်မိုးလင်း9နာရီတည်းကစာလုတ်နေရင်ဘလို့မှကလေးတွေ ွေကိုအဆင်မပြေပါဘူးကလေးတွေကအဲ့လောက်ဒမန်းများလာပြီဆိုရင်အရန်စိတ်ရှုပ်လာတယ်အရန်ဒေါသထွက်လာတယ်သူတို့မှာအမျိုးမျိုးပြဿနာရှိတယ်အဲ့ဒါတွေကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုညှဉ်းပန်းနေတာကလေးဟာမိဘအပေါ်မှာအရန်မိကိုရတယ်မိဘတွေကအဲ့လိုမျိုးတွေတောင်းဆိုလာရင်သူတို့မှာမဖြည့်ဆည်းပေးနိုင်တဲ့ခါကျသူတို့မှာအရန်ဝမ်းနေတယ်ပြီးရင်သူတို့ကိုချိန်ချောက်တယ်မင်းစာမလုပ်ရင်ငါဘာမပေးဘူးထမင်းမကြွေးဘူးမဖုံးမပေးဘူးဒီလိုချိန်ချောက်တာမျိုးတွေလုပ်တယ်တခါတလေကျရင်အင်မတန်ဆိုးဆိုးဝါးဝါးဆူဆူ ဝါဝါကိုအော်ရာငေါတာတွေလုတ်တယ်ဒါကစိတ်ပိုင်းစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုကိုပြောကျင်တာပါအဲဒီမှာပို့ပြီးတော့စိုးဝါးတယ်မလုတ်တဲ့နဲ့အလုပ်တစ်ခုကတော့လိန်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတနည်းပြောရင်လိန်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုးတွေအဲ့ဒါတွေကဘာတွေလဲကျွန်တော်တို့ ိုယ့်ရဲ့မိသားစုတွေကဖြစ်နိုင်တယ်သွေးသားရင်းတွေကဖြစ်နိုင်တယ်အပြင်ရဖြစ်နိုင်တယ်အိမ်နီးပါးနာကဖြစ်နိုင်တယ်မရင်းကျင့်တာပေါ့နော်ဒါခက်ရှင်းရှင်းပြောရရင်မရင်းကျင့်တယ်ကာမဆန်ရာကိုလိန်လေရယူတာမျိုးတွေအရွယ်မရောက်ခင်မှာပဲကိုဝင်ရသွားတာမျိုးတွေအင်မတန်မဆိုးတယ်တချို့ငယ်ငယ်ရွယ်ရွယ်ကလေးတွေမှာဟိုကြားဘူးကြမှာပါเนาะအွယ်မရောက်ခင်ပဲကလေးတွေမှာ9နှစ်6နှစ်သူတို့တွေမှာသွားပြီးတော့ဟိုမရင်းကျင်းခံရတဲ့အတွက် မိမကူမှာသွားပြီးတော့ဒဏ်ရာတွေရတယ်အနာတရားတွေဖြစ်တယ်เนาะအဲ့လိုမျိုးတွေဖြစ်တယ်တချို့လူတွေကကြတော့ဘာလုပ်လဲဆိုရင် तू ဟာ သွေးသားအရင်ကဥမာအဖေရတော်၎င်းအကူရတော်၎င်းဦးလျရတော်၎င်းအဲ့လိုမျိုးလူတွေကကာမဆက်ဆက်မှုဆက်ရှက်ဆက်ရှက်မှုတွေလုပ်တယ်ဆိုတာတွေ့ရတယ်။အဲ့ဒီမှာတချို့ကလေးတွေကိုကြတော့ဘာလုပ်လဲဆိုရင်ခန္ဓာကိုယ်ကိုဟိုနေရာပေါ်သက်ပေးဒီနေရာပေါ်သက်ပေးပေါ်သက်ပေးခြင်းအားဖြင့်ဆက်ဆံရာကိုနှိုးဆွတာမျိုးတွေလုပ်တယ်။ကလေးကငယ်တဲ့ခါကျရင်သူတို့မကြိုက်ဘူး။ငယ်တဲ့ခါဆိုတာကကျွန်တော်ပြောချင်တာ၁၀ကျော်သက်တွေပါပါပါတယ်နော်။အဲ့ဒီအောက်၅နှစ်၆နှစ်ကလေးတွေကတော့ပြောမနေ သူတို့အဲ့ဒါမျိုးတွေလောက်တာလုံးလုံးမကြိုက်ပါဘူးယောက်ျားလေးပဲလှုပ်လို့မိန်းကလေးကိုပဲလှုပ်လို့သူတို့မကြိုက်ပါဘူးသူတို့ဒါမျိုးလာထရင်သူတို့တွေကမခံစားနိုင်ပါဘူးအဲ့လိုပတ်သက်ပေးတာမျိုးတွေလှုပ်တဲ့ဒီထက်ပိုဆိုးလာတာကသူတို့ရဲ့မဖွယ်မရာတွေကို ပြတယ်ကင်ခိုင်းတယ် เนาะအဲ့ဒါမျိုးတွေဟာတကယ်ပဲလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေထဲမှာပါဝင်တယ်ပြီးရင်အဆိုးဆုံးပြဿနာတစ်ခုကတော့ဘာလဲဆိုရင်ကလေးတွေကို အပြာကားတွေเนาะမကောင်းတဲ့ကားတွေပြတယ်အဲ့လိုပြတဲ့အခါမှာကျွန်တော်တို့ကလေးတွေဟာအဲ့ဘက်ကို စိတ်ရင်လာပြီဆိုရင်ကျွန်တော်တို့ယူပြီးတော့ဒီကလေးကို အမျိုးမျိုးဆောင်ရွက်တာမျိုးတွေရှိတယ်။နောက်လိန်ကိစ္စမှာအသုံးပြုတဲ့ကရိယာတွေကိုပြပြီးဒီကရိယာတွေကိုဘယ်လိုသုံးရတယ်ညာလိုသုံးရတယ်ဒါမျိုးတွေပြောတာတွေကလည်းအကုန်လုံးလိန်ဆိုင် င်ရာအကြမ်းဖက်မှုတွေထဲမှာထည့်သွင်းထားပါတယ်ဒါကျွန်တော်တို့က theory ရကျွန်တော်ပြောနေတာပါ theory ထဲမှာဒါတွေအကုန်ပါပါတယ်နံပါတ်၄လှစ်လူရှုတယ်လှစ်လူရှုတာကဘယ်လိုဟာမျိုးလဲကလေးတွေနေမကောင်းဖြစ်တယ်မိဘတွေကစေကမ်းပိုးရမယ်စေတတ်ရမယ်မသိကြအောင်စောင့်နေတယ်မသိလို့လားအလုပ်များနေလို့လားအိမ်မှာစီးပွားရေးအဆင်မပြေလို့လားဘာပဲဖြစ်ဖြစ်ကလေးကို तू ਆ ပွေချီရမယ်ကလေးကိုနိုင်ရမယ်ချစ်ချင်းမြတ်တာတွေပေးရမယ်ဒီလိုပေးမှအဆင်ပြေမှာဒီလိုမလုပ်ခဲ့ဘူးဆိုရင်ကလေးကိုလှစ်လူ ရှူတာအဲဒါနောက်ထပ်ကလေးတွေမှာမတိကြိုးကျင်ပြူတာတွေသူတို့အစာကျွေးရမယ့်ချိန်မှာမကျွေးဘူးအဝတ်စားဝယ်ပေးရမယ့်ချိန်မှာဝယ်မပေးဘူးကြောင်းထားရမယ့်ချိန်မှာမထားပေးဘူးဒါတွေကိုမတိကြိုးကျင်ပြူတယ်ကလေးတွေကဗိုက်စာနေပြီးအမေဗိုက်စာတယ်အဖေဗိုက်စာတယ်မတိကြအောင်စောင်းနေတယ်မကျွေးဘူးဒါမျိုးတွေဟာအချိန်မတန်သေးဘူးမင်းကို10နိုင်မှဓမင်းကျွေးမှာ10နိုင်မတိုင်ခင်9နိုင်မှာဗိုက်စာတယ်မတိကြအောင်စောင်းနေအဲ့ဒါ neglect ပဲလှစ်လူရှူတာအဲ့ဒါအကြမ်းဖက်တာပဲအဲ့ဒါ abuse ပဲကျွန်တော်တို့ကတော့လုံးဝလက်မခံနိုင်ဘူး ူးเนาะကလေးရဲ့ယင်ထဲမှာ trauma ဖြစ်နေပါသွားတတ်တယ်နောက်ကလေးတွေကို ပိုဆိုးတာကကလေးတွေကိုရိုက်တယ်เนาะရိုက်တဲ့အခါမှာ ျွန်တော်လည်းတစ်ခါပြောပြပါပြီကလေးတွေကိုရိုက်ရင်ရိုက်เสียနေရတနေရာပဲရှိပါတယ်အဲ့ဒီရိုက်เสียနေရမှာသူ့ကိုစင်ဘိုလီးနဲ့ပြပြီးရိုက်ပါဘယ်လိုရိုက်မှာလဲတစ်ခါရိုက်ပြီးရင်နောက်ထပ်6လတနေ့တွင်နဲ့မှာပြန်မရိုက်စေချင်ပါဘူးတကယ်လို့အဲ့လိုအရိုက်ခံရတဲ့ကလေးခဏခဏအရိုက်ခံရတဲ့ကလေးဟာမှန်တာလုပ်ရင်လည်းအရိုက်ခံရတယ်မှားတာလုပ်လည်းအရိုက်ခံရတဲ့အတွက်လှုပ်ချင်တယ်လို့လုပ်မယ်နေချင်တယ်လို့နေမယ်ကလေးဟာကြီးလာတဲ့အခါမှာရိုင်းဆိုင်တဲ့ကလေးဖြစ်လာတတ်တဲ့ပြဿနာကဘာလဲ လူမှုဆက်ဆံရေးနယ်ပယ်မှာအဟန့်တားတွေဖြစ်လာတယ်ဆိုလိုတာကကြီးတဲ့အခါမှာကလေးတွေကမင်းဘယ်သွားမှလဲငါငါဘယ်သွားသွားမင်းပူပါပါလဲဒီလိုပုံစံတွေဖြစ်လာတယ်နောက်ပိုင်းရိုင်းဆိုင်တဲ့ပုံစံဖြစ်လာတယ်ခမည်းကြီးကဘာကောင်းလဲဒါမျိုးတွေဖြစ်လာတယ်ဒါကြောင့်မလို့ကလေးတွေကိုခဏခဏမရိုက်ရပါဘူးအဲ့ဒီမှာသူတို့တွေမှာကိုယ့်ကိုယ်အလေးမြတ်ထားတဲ့ self esteem ဟာနှိမ့်ကျသွားတယ် self esteem နှိမ့်ကျသွားရင် happy တွေကလည်းနည်းသွားတယ်လူဘဝမှာပျော်ရွှင်မှုတွေနည်းသွားတယ်ဒါကြောင့် self esteem မြင့်တဲ့လူဟာပညာရေးမှာအားကောင်းတယ်လူမှုဆက်ဆံရေးနယ်ပယ်မှာအဆင်ပြေတယ်နှိမ့်သွားပြီဆိုရင်လူမှုဆက်ဆံရေးနယ်ပယ်လည်းအဆင်မပြေတော့ဘူးသူ့ကိုယ်သူအားကိုးနိုင်တဲ့အတိုင်းတာမရှိဘူးသူ့ကိုယ်သူယုံကြည်စိတ်ချမှုလည်းနည်းသွားတယ်နောက်ပညာရေးမှာလည်းအားနည်းလာတဲ့အကြောင်းစာလည်းမလုပ်ချင်တော့ဘူးမိသားစုဆက်ဆံရေးမှာလည်းအဖို့အထက်တွေများ များလာတယ်တယောက်နဲ့တယောက်စကားပြောရင်တောင်မှ တိတ်ပြီးတော့ဟိုယုံကြည်ရလောက်တဲ့စကလုံးမျိုးတွေတိတ်မသုံးတော့ဘူး။နောက်လိမ်ပိုင်းဆိုင်ရာအကျန်းဖက်ခံရတဲ့ကလေးတွေကိုကြည့်သူတို့တွေကမပြောရဲဘူးပြောရင်နင့်ကိုတတ်ပြစ်မယ်။သူ့မှာဘာပြဿနာတက်နေလဲဆိုတာအဲ့ဒီစိတ်ပိုင်းဆိုင်ရာကြောင့်ဘိုက်မှာနာနေမယ်ကြောကုန်းတွေအောင့်နေမယ်ရင်ဘတ်တွေအောင့်နေမယ်တကယ်တော့ခန္ဓာကိုယ်မှာဖြစ်နေတာမဟုတ်ဘူးစိတ်ကြောင့်ဖြစ်နေတာเนาะအဲ့ဒါမျိုးတွေသူကပုံစံပြမယ်ခေါင်းတွေခဏခဏကိုက်နေမယ်ရုပ်ပိုင်းဆိုင်ရာမှာလေဟိုနေရာနာကျင်သလိုလိုဒီနေရာနာကျင်သလိုလိုနောက်အ အဲ့လိုမပြောရဲဘူးရေငုံနှုတ်ပိတ်နေနေမယ်နေတဲ့အခါမှာစီးသွားတဲ့အခါမှာကျွန်တော်တို့ညအိရာအိတ်တဲ့အခါမှာစီးသွားတာအိရာတဲ့စီးသွားတာမျိုးတွေတွေ့ရမယ်တခါတလေအိမ်မှာဆက်နေရမှာကိုတော့ ကြောက်ရွံ့ပြီးတော့အိမ်ကနေထွက်ပြေးတဲ့အဆင့်ထိတောင်ဖြစ်လာတယ်။နောက်အဲ့ဒီမှာအဆိုးဆုံးပြဿနာကတော့ကလေးတွေကတော်ပြီးငါဒီလိုလောကကြီးမှာနေရတာအဆင်မပြေတော့ဘူး။သူ့ကိုသူတောင်မှပြန်ပြီးထိခိုက်နာကျင်အောင်လုပ်တဲ့ပုံစံတွေ့ရတယ်။သူ့ကိုသူထိခိုက်နာကျင်အောင်မလုပ်ဘူးဆိုရင်တစ်ဖက်သားကိုကိုနဲ့ကိုတက်ငယ်တဲ့ကလေးတွေကို ထိခိုက်နာကျင်အောင်လုတ်တက်တာတွေဆိုလိုတဲ့အိဗယ်ကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေဟာပုံမှန်မဟုတ်တော့ဘူးဒါမျိုးတွေဖြစ်လာတယ်နောက်ထပ်ဆက်ပြီးပြောရမယ်ဆိုရင်ဒီကလေးတွေမှာစိုးရိမ်စိတ်တွေစိတ်တက်ကြမှုတွေထပ်ပြီးဖြစ်လာတယ်ဒီထက်ပိုပြီးထပ်ဆောင်ပြီးပြောရမယ်ဆိုရင်တော့ပညာရေးမှာအားနည်းလာမယ်တစ်ခုခုကိုအာယုံစုဆိုင်နိုင်တဲ့စွမ်းအားတွေကြာဆင်းလာမယ် ဆယ်ဝါစိတ်လှုပ်ရှားမှုဖွံ့ဖြိုးမှုဆိုင်ရာတွေအားနည်းလာမယ်လူတွေမှာပျော်ရွှင်တာတွေဝမ်းနည်းတာတွေငိုကျင်တာတွေရည်ကျင်တာတွေအားနည်းလာမယ်ငိုရကောင်းမှမသိဘူးဝမ်းနည်းရကောင်းမှမသိဘူးသူ့မှာစိတ်ခံစားမှုတွေအရန်နည်းလာမယ်အိမ်မက်ဆိုးတွေမက်လာမယ်ဒီထဲမှာအဆိုးဆုံးကတော့ စူဆိုင်ကိုကိုတတ်တည်တဲ့ပုံစံ ठी တွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့စဉ်းစားရမှာကစူဆိုင်တစ်ခုတည်းကိုမစဉ်းစားပါနဲ့စူဆိုင်လို့ပြောရင် homey site ကိုပါစဉ်းစားပါကိုကိုတတ်တည်ဖို့ကြိုးစားတယ်ဟုတ်တယ်တတ်တည်လို့မရရင်သူတစ်ပါးကို homey site ထိခိုက်နာကျင်အောင်လုပ်မယ်ဒါမျိုးကတော့နဲတယ်ပေါ့အများသောအားဖြင့်စူဆိုင်ကပိုများပါတယ်လှစ်လူရှုခံရတဲ့ကလေးအများစုဟာ ဆင်းရဲတဲ့မိသားစုတွေမှာပိုတွေ့ရတယ်။ဘလောက်တောင်တွေ့ရတယ်ဆိုရင်ချမ်းသာတဲ့မိသားစုထက်ငါးဆများတယ်ဆိုတာကိုပိုတွေ့ရတယ်။အထူးသဖြင့်၄နှစ်အောက်ကလေးတွေမှာ ို့ပြီးတော့တွေးရတတ်တယ်เนาะအဲ့လိုမျိုးလစ်လူရှုခံရတဲ့ကလေးတွေဟာလေးနှစ်ယောက်ကလေးဆိုရင်သူတို့မှာစကားမပြောဘူးပြောကျင်ပေမဲ့အတန်မထွက်တော့ဘူးဒီလောက်ထိဆိုးွားတဲ့အခြေအနေထိဖြစ်လာတတ်တယ်အဲ့လိုမျိုးလိုအပ်ချက်တွေကလည်းသူ့မှာများလာလိမ့်မယ်အဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှအဆင်ပြေမဲ့အနေထားရှိတယ်ဒီလိုကလေးမျိုးတွေဟာခန္ဓာကိုယ်မှာမတန့်ရှင်းတတ်ဘူးဆိုလိုတဲ့အဓိပ္ပာယ်ကသူ့စိတ်ကတဏှာယောက်ကတဏှာသူ့မှာဘလို့မ ကိုယ်နဲ့စိတ်နဲ့မကတ်တော့ဘူးရေချိုးဖို့တောင်မိနေတတ်တယ်ခန္ဓာကိုယ်ကမတန့်ရှင်ဘူးအကြောင်းအရာမရှိဘဲနဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေဖြစ်နေတတ်တယ်တကယ်လဲစိတ်ပိုင်းဆိုင်ရာအကြောင်းခန္ဓာကိုယ်မှာဘယ်မှမထိခိုက်ဘဲနဲ့ဒဏ်ရာတွေကျွန်တော်တို့တွေ့ရတယ်အရှိုးရာတွေတွေ့ရတယ်ပြီးရင်နာကျင်စေတဲ့အနာမျိုးလေးတွေပေါက်လာတတ်တယ်ကျွန်တော်တို့ဒါမျိုးခဏခဏကြုံတွေ့ရတယ်အဲ့ဒီအနာလေးကဖြစ်ပြီးတော့ ဟိုဟာဖြစ်နေတယ်နားနေတယ်အဲ့အနာလေးတွေကအဲ့ဒီအနာဘာကြောင့်ဖြစ်တာလဲစိတ်ပိုင်းဆိုင်ရာကြောင့်ရုပ်ပိုင်းဆိုင်ရာမှာလာပြီးဖြစ်တယ်ဆိုတာတွေ့ရတယ်လိန်အင်ကနဲ့ပတ်သက်တဲ့နာကျင်မှုတွေကိုလည်းတွေ့ရတယ်သူတို့ရဲ့စိတ်တွေဟာပုံမှန်မဟုတ်ပဲသူတို့ကိုလူတွေကဖယ်ကျင်ထားတယ်လို့ခံစားရတယ်စိတ်ပိုင်းဆိုင်ရာတွေကိုလည်းတွေ့ရတယ်စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကြည့်မယ်ဆိုရင်တော့ကြောက်စိတ်တွေဝင်မယ် ငိုမယ်ငယ်မူပြန်တဲ့ပုံစံတွေတွေ့မယ်ဒါတွေဟာစိတ်ပိုင်းဆိုင်ရာမှာ တွေ့ရတတ်တဲ့ပြဿနာတွေအပြုအမူဆိုင်ရာပြဿနာတွေမှာတော့ကျွန်တော်တို့တွေ့ရတတ်တဲ့ပုံစံတွေကတော့တယောက်နဲ့တယောက်မတူပါဘူးမကြာခဏဆိုသလိုပဲကြောင်ပြေးမယ်လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ရှောင်ခွာလာမယ်တငယ်ချင်းတွေကိုရှောင်ခွာမယ်အိမ်ရောက်ရင်လည်းအခန်းထဲဝင်ပြီးတယောက်တည်းနေခြင်းနဲ့ပြီးရင်ဘသူနဲ့မှစကားမပြောခြင်းဘူးနောက်ငယ်တဲ့ကလေးတွေကိုအနိုင်ကျင့်လာမယ်သူတဲ့ငယ်တဲ့ကလေးကိုအနိုင်ကျင့်မယ်တချို့ကကိုယ့်ကိုယ်ကိုအနာတရားဖြစ်အောင် ောင်လှုပ်တတ်တယ်စာတင်တဲ့အခါမှာစာတင်လို့မရဘူး तू ကကွန်စန်ထရေးရှင်းအားနည်းမယ်စာတင်ရခက်ခဲတဲ့ကလေးဖြစ်မယ်အာယုံစူးစိုက်မှုလည်းနည်းလာမယ်အဲ့မှာပြဿနာကဖြစ်လာပြီဆိုရင် သူတို့မှာငါတို့ဟာနှိမ့်ကြနေလို့ငါတို့ဒီလိုခံစားရတာဒါကြောင့်မလို့အောင်မြင်လူစိတ်တွေကမလိုလားအပဲနဲ့လွန်ကဲလာလိမ့်မယ်။အရန်အောင်မြင်ခြင်းပြီးတော့အဲ့လိုအောင်မြင်ခြင်းနဲ့အတိုင်းတာကိုမရောက်ခဲ့ဘူးဆိုရင်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပို့ပို့ပြီးတော့ခံစားရမယ်။ဒီလိုလှုပ်တက်တဲ့လူတွေကဘသူတွေလဲ။အဝေးကြီးမှာမရှိပါဘူး။မိသားစုထဲမှာပါပဲ။မိဘတွေဖြစ်မယ်။မိသားစုဝင်တွေဖြစ်မယ်။နောက်မိသားစုဝင်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေဖြစ်မယ်။ပြီးရင်အုပ်ထိန် ူတွေဖြစ်မယ်အုတ်ထင်းသူဆိုတာသူ့ကို ထိန်းသိမ်းထိန်းကြောင်းတဲ့လူတွေပေါ့နောက်ကလေးနဲ့နီးစပ်တဲ့လူတွေအိမ်ကြောင်းသွားလို့ရှိရင်အเจ้าကဆရာဆရာမတွေနောက်အဲ့ဆရာဆရာမတွေနောက်အိမ်နီးပါးနာမှာရှိတဲ့ဘာသာရေးဆိုင်ရာ ပုံကိုယ်တွေပြီးတော့အိမ်နီးချင်းတွေဒီလိုလူစားမျိုးတွေဟာကလေးနဲ့နီးစပ်တဲ့လူတွေဖြစ်တဲ့ဒီလိုလူစားတွေဟာဓာတ်တွေကိုလောက်တတ်တယ်လို့ပြောကြရင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်ပါတယ်